มาพยายามตัวเจ้าจะปาที่ไว้ในมา ลาซ้อมไม่เม้นนาโลจะนาเรกก็เวบีมียังไว้ในมาสุดท้าสกาลยเปลี่ยนเรื่อง ။တစင်ဖက်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမတ်ရရဲ့အစီအစဉ်အားနဲ့ဒီကနေ့မေလ29ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူခြေတုဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးထားတာတွေကိုအမတ်ရရဲ့အစီအစဉ်အားနေပြီးတော့ထုံတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ အမတရားနေ့အစီအစဉ်အားနေ့ပြမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ဝက်လက်မျိုးကညီမလေးဣရွှေစင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့16နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါရယ်ညီမလေးဣရွှေစင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ဝက်လက်မှနေတဲ့တဲဆုဝင်းကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်မွေးနေ့ရှင်အတွက်မွေးနေ့ဆုမွန်စကားလေးရတော့အသက်16နှစ်မှစပြီးတဲ့ပို့ပြီးတော့ပျော်ရွှင်ပါစေညီမလေးကိုလည်းအများကြီးချစ်ပါတယ်တဲ့ နောက်လာမယ့်နေ့ရက်တိုင်းမှလည်းကျမ်းမာပျော်ရွှင်ပါစေဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းစုချွေပေးလာပါတယ်ရှင်။အမတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မိုးကုံမျိုးကညီမလေးဝင်းဝါအောင်ရဲ့ဒီနေ့မှပြေးမြောက်တဲ့16နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းစုပေးလာတာဖြစ်ပါတယ်။ညီမလေးဝင်းဝါအောင်ရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်ကိုတော့ချေရတဲ့မိသားစုတွေအားလုံးကမွေးနေ့ဆုမွန်ကောင်းလေးပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ ဒီနေ့မှမွေးနေ့ပြင်းပြောင်းကြတဲ့ဝက်လက်မျိုးကညီမလေးဤရွှေစင်နဲ့မိုးကုံမာနေတဲ့ညီမလေးဝင်းဝါအောင်တို့ရဲ့မွေးနေ့အကြံကိုအမှတ်တရနေ့အစီအစဉ်ဟာနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပြီးကြပါရစေ။ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။စိတ်သွားတိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ရှင်တွေအားလုံးအတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ။ ရသက်တွေအလုံးအတွက်အမှတ်တရနှင့်အစီအစဉ်အားနှင့်မွေးနေ့ရှင်တွေအတွက်ပန်းဝေတောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ချစ်ချင်းရဲ့နှစ်ပတ်လေး ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုလာတဲ့ပရိသတ်ကတော့ရမဲသိမ်းမာနေတဲ့ကိုရနိုင်မျိုးပဲဖြစ်ပါတယ် ုံးကတော့ချစ်စနီးခင်သူစာအောင်နဲ့ဒီနေ့မှပြင်းပြောက်တဲ့နှစ်နှစ်နဲ့၅လပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကို ကိုရိုင်းမဲပောင်ဝင်တောင်းဆိုထားပါတယ်။ချစ်စနီးအတွက်စကားလက်ဆောင်တွေရတော့ရတုဆက်ဆက်နှစ်ပတ်လည်တိုင်းပျော်ရွှင်အောင်ထားပါမယ်ဆိုပြီးစကားလက်ဆောင်တွေပေါပေးထားပါတယ်ရှင်။အမတ်တရားနဲ့အစီအစဉ်မှာအခုနောက်ဆုံးပောင်ဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပကုံးမှနေတဲ့မိုးပပဖြိုးပဲဖြစ်ပါတယ်။ သူကတော့သက်ဆိုင်သူကိုစီသူဝင်းနဲ့ဒီနေ့မှပြေပြောင်းတဲ့ကိုလာပြည့်စစ်တပ်တန်းအတွက်ကိုကိုရိုင်းမေးပါဝင်တောင်းဆိုထားပါရယ်သက်ဆိုင်သူအတွက် စကားသက်ဆောင်လေးရတော့ကိုကို့ကိုအရန်ချစ်ပါတယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါရယ်ရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့မှနှစ်ပတ်လည်ပြည်မြောက်ကြတဲ့ချစ်သူဆောင်တွဲတွေအားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေကျောင်းလာသည်မအခက်ခဲအတန်းစီတွေကိုလည်းအတူလက်တွဲပြီးတော့ဖြည့်ရှင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ပရိသတ်တွေ အားလုံးအခုနာဆင်ခဲ့ရတဲ့အစီအစဉ်အရတော့အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင် အမတ်တရားနေ့အစီအစဉ်ကို နေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံတွင်တင်ဆက်ပေးနေရပါဖြစ်ပါတယ်။တစင်အဖွဲ့ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာ ကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်စုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6939 1639နဲ့3998 9999တို့မှာတောင်ရဲ့ကြိုတင်ပြီးတော့ပန်းဝေတောင်စုပေးနိုင်ပါတယ်ရှင်။ နောက်ဆက်အပေးခဲ့ကြတဲ့သစဉ်ဖန်ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။